ဆိုတဲ့ခင်မိနေတဲ့မြန်မာပြည်ကြီးမှာဒီအချိန်တွေသင်လေးတမို့တာစီးပူးပန်းလာတယ်လေထောင်းစင်မခွဲခွာသူအလုံးနဲ့အနည်းဆုံးမှာပါလို့ပေးထားလို့များဝေးနေတာလားမသိဘူးလို့တစ်ခါခါကြလို့ရှိရင်တော့အဲ့လိုလေးစဉ်းစားမိပါတယ် အဝေးတနေရာ live show မှာပါဝင်တည်ဆူကြမယ်အဆိုတော်မေဆွီမီမီဝင်းဖေနဲ့ယရနာဦးတို့ဟာတခိတခါကနာမည်ကြီးခဲ့ရုံသာမဟုတ်ဘဲအခုခေတ်လူငယ်တွေရဲ့ရင်ထဲထိသူတို့တချင်းတွေကလွှမ်းမိုးထားနိုင်စေဖြစ်ပါတယ်မြမပြီးရဲ့အဝေးတနေရာစီကိုရောက်နေခဲ့ကြတဲ့သူတို့သုံးယောက်ဟာအခုတော့ပြန်လဲစုံစည်းပြီးအဝေးတနေရာ live show ကိုဖျော်ဖြေတော့မှာဖြစ်ပါတယ်ဆယ်ကျော်သက်ခရဲကတချင်းတွေဆူလာခဲ့တဲ့ကိုနိုင်ငံမှာပြန်လဲတည်ဆူရတော့မယ်အတွက်ဝမ်းသာနေကြပါတယ် အခုကမှဒါတွေလုံနေအချိန်မှာတော့လွမ်းပြီးတော့လှုပ်ရတာပေါ့နော်လွမ်းပြီးတော့ခန်းစားချက်တခုရှိပါတယ်ဒီမှာလာလှုပ်ရတဲ့အချိန်ကျတော့ပျော်တာပဲရှိတာပေါ့နော်ပျော်တာပေါ့ကိုတစ်သက်လုံးဒါဟိုဆယ်ကျော်သက်အရွယ်ကလေးကတချင်းနေဆိုပြီးကြီးလာတာပါအဲ့တော့လေကိုကိုနေရာကိုပြန်ရောက်ကိုချင်းနေကိုပြန်ဆိုရတာပျော်ပါတယ်သူတို့သုံးယောက်ဟာပြိသက်ကိုအချက်တချင်းအများစုနဲ့ဖျော်ဖြေသွားမှာဖြစ်ပြီးပြိသက်တွေပြင်းမသွားအောင်စူးစမ်းပြင်ဆင်ထားတယ်လို့ပြောလာသူကတော့အဆိုတော်မေဆွေပါ ။တချင်းတစ်ပုတ်မှာဟိုအချစ်နဲ့ပတ်သက်တဲ့ဟာမျိုးဒါမှမဟုတ်ရင်ចောင်းနဲ့ပတ်သက်တဲ့ဟာမျိုးဒါမျိုးဆိုလို့ရှိရင်အနောက်ကចောင်းကြီးနဲ့အမားတို့ကဘလို့ဒီတချင်းနဲ့ဆက်နွယ်နေမလဲ။အဲ့လိုတချင်းရဲ့အနောက်မှာဒီចောင်းကြီးကိုလူပရိသတ်တွေကြည်နေနဲ့ဟိုသတိတရနဲ့ဒီတချင်းကိုဆွဆွမြင့်မြင့်နားဆင်ရတဲ့ဟာမျိုးတွေကိုအဲ့လိုမျိုးဖြစ်အောင်အမားတို့က ဒါလေးစီစဉ်ထားပါတယ်เนาะမိမိဆိုလို့ရှိရင် तू ကရုပ်ရှင်ဇာဝင်ကန်ကြီးအများကြီးဆိုခဲ့တဲ့အတွက်ကြောင့်မလို့အဲ့လိုရုပ်ရှင်ကားတဲ့ကဇာဝင်ကန်သချင်းနေအတွက်ကိုနောက်မှ तू LED နဲ့ तू ရနိုင်တဲ့လောက်ပေါ့เนาะရှာပြီးတော့ तू အဲ့ဒါလေးပြဖို့စိတ်ကူးထားပါတယ်တယောက်တည်းရှိုးပွဲလုပ်တာထက်ဒီလိုပွဲမျိုးဟာပုံပြီးအမှတ်တရဖြစ်တယ်လို့ပရိသတ်တွေနဲ့လည်းနှွေးနှွေးထွေးထွေးဖြစ်လိမ့်မယ်လို့ယုံကြည်နေကြပါတယ်လက်ရှိအောင်မြင်လာတဲ့အဆိုတော်အစ်တွေကိုလက်ကမ်းကြိုဆိုရမယ်အကြောင်းလဲရတနာဦးကပြောဆိုခဲ့ပါတယ် ဒီလိုမျိုးတယောက်တည်းလုံးမဲ့စာ၃ယောက်ပေါ့နော်၃ယောက်ဆိုတော့လဲတာဟိုပြောရမဆိုရင်မြန်မာနိုင်ငံကနေအဝေးကြီးကိုရောက်ခဲ့တဲ့၃ယောက်ပေါ့နော်နှစ်ရှည်လာများရောက်သွားတဲ့၃ယောက်အဲ၃ယောက်ရဲ့ဟာလေးကိုကျွန်မဒီမှာပြန်ဆောင်တဲ့အနေနဲ့မှတ်တရလုပ်ချင်တယ်ကိုမြန်မာပြည်ပြန်လာကြတယ်အဲအဲ့ဒါလေးခါမှာပြည်သက်ကိုချစ်ချစ်ခင်နဲ့ပြန်တွေ့တယ်နွေ့နွေ့ထူးထူးဟာလေးဖြစ်စေခြင်းနဲ့စိတ်နဲ့ပေါ့နော်အဲ့ဒါလည်းလုတ်ဖြစ်သွားတာပါလူငယ်တွေကသိမလားနောက်ပိုင်းကတော့တို့ဘာတို့လဲနားလည်လာကြပါဘူးဟိုနားလည်လာလို့ကြတော့လောပေါင်းသက်ဆန်တာပေါ့နော်ဟိုရေရှည်ကြည့်တဲ့ခါကျပြောကိုဝမ်းစာများများရှိဖို့လေ့လာဖို့ဘယ်တော့မှလေ့လာမှုမကုန်မကုန်ဆုံးဖို့ပေါ့နော် ော်အဲ့ဒါလေးပြောပြောချင်တယ်တော့အားလုံးကိုအောင်မြင်လိုက်ဆိုတော့အားလုံးကမှစိုက်ပါတယ်အားလုံးလည်းအားပေးပါတယ်